အားလုံးပဲမင်္ဂလာပါမမီအီပါ Secure Future Way မမီအီ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဘာတွေပြောပြမလဲဆိုတော့အတက်အမခံဆိုတာကဘာလဲအတက်အမခံဘလို့အလုံးလုံးတလဲဆိုတာကိုရှင်းပြပေးသွားကြပါတယ်အတက်အမခံဆိုတာကအမခံထားတဲ့သူနဲ့လက်ခံထားတဲ့ company ကြားထဲမှာထားရှိထားတဲ့ဂတိကဝတ်တစ်ခုဖြစ်တဲ့အလွယ်ရှင်းပြမယ်ဆိုလို့ရှိရင်သင်ကငွေကြေးပမာဏတစ်ခုကိုသင်ချေရတဲ့မိသားစုအတွက်ကိုအကာအကွယ်အနေနဲ့ထားရှိပေးထားခြင်းပဲဖြစ်ပါတယ်သင်စီမှာဒီစုံတစ်ခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်သင် ်ရှိရတဲ့အချိန်မှာတင်ရဝင်ငွေတစ်ခုအနေနဲ့တင်ချရတဲ့မိသားစုငွေကြီးအရာအကျိုးခံစားခွင့်အနေနဲ့အကောက်အွယ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဘလို့အချိန်ဒီမှာဒီလိုအသက်အာမခံထားရှိခြင်းအပြင်တင်အတွက်ကိုဘလို့အကျိုးကျေးဇူးတွေရရှိနိုင်မလဲပေါ့နော်ဒီလိုအချိန်ဒီရှိလို့ရှိရင်တော့တင်က life insurance ကိုထားထားတင်ပါတယ်အဲ့တော့တင်ရဲ့အိမ်က လုံးနဲ့ဝယ်ထားတာမျိုးအရေးကြောင်ဝယ်ထားတာမျိုးရှိရင်ကားကိုလုံးနဲ့အရေးကြောင်ဝယ်ထားတာမျိုးရှိရင်ဆိုလို့ရှိရင်တင်းရဲ့မိသားစုအတွက်ကိုစာဝတ်နေရေးအဓိကဝင်ထောက်ပံ့နေရတာမျိုးရှိတယ်ဆိုရင်တင်းရဲ့ကလေးရဲ့ပညာရေးကိုလာစဉ်နှစ်စဉ်တခြားရေးထောက်ပံ့နေရတာမျိုးရှိတယ်ဆိုရင်တင်းရဲ့မိဘငွေကြေးအရကျမရေးအတွက်ပဲဖြစ်စေစာဝတ်နေရေးအတွက်ပဲဖြစ်စေထောက်ပံ့နေရတာမျိုးတွေဆိုလို့ရှိရင်တော့ life insurance ကိုအသုံးချပြီးသွားမှာတင်းကကာဗာသဘောမျိုးနဲ့ထားရှိထားတတ်ပါတယ်အဲ့တော့ဥပမာအနေနဲ့ ြောရမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဒီ Money Life Product တွေက flagship product ဖြစ်တဲ့ Money Life Producer လေးနဲ့ရှင်းပြပေးသွားခြင်းပါတယ်။သင်က20,500ဝင်ငွေရှိတယ်ပဲထားပါတော့ပေါ့နော်။သင်ကလာစဉ်30,000ဝင်ငွေရှိတယ်ဆိုလို့ရှိရင်သင်ချေရမိသားစုအတွက်လာစဉ်5,000 5,000ဖယ်ပြီးတော့တော့မှ insurance ကိုတုံးပြီးတော့ငွေစုတဲ့အပြင်ကဘာသာယူသွားမယ်ဆိုလို့ရှိရင်10နှစ်ပြည့်တဲ့အချိန်မှာဆိုလို့ရှိရင်သင်က3,600ငွေစုပြီးသားဖြစ်တယ်လို့အဲ့ဒီ အာနှစ်စင်ပေါ့နော်တင်သွင်းသွားတဲ့အချိန်အတော်တွင်ပေါ့နော်အဲ့ဒီအချိန်အတော်အတွက်မှာဆိုလို့ရှိရင်ကာဗာသဘောမျိုးအကအွယ်ရနေမှာပဲဖြစ်ပါတယ်အဲ့တော့ ကအကွဲဆိုတာကဒီနေရာမှာငွေကြေးအကအကွဲဖြစ်ပါတယ်အကအကွဲအပြင်ဆိုလို့ရှိရင်တင်ကစာချုပ်ချုပ်ဆိုထားတဲ့အချိန်အတော်တွင်10နှစ်ဒါမှမဟုတ်ရင်အနှစ်20အတော်တွင်မှာမတော်တဆမှုတစ်ခုကြောင့်တင်ကတိတ်ဆုံးသွားခဲ့မယ်ဆိုလို့ရှိရင်ဒီ product လေးကအကအကွဲအနေနဲ့လေးစားအကအကွဲပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တင်2400အထိကိုတင်ချရတဲ့မိသားစုကအကာအကွယ်ရရှိသွားမှာပဲဖြစ်ပါတယ်။မတော်တဆမှုမဟုတ်တဲ့တည်ဆောမှုမျိုးကိုစာချုပ်ချုပ်ဆိုတဲ့အချိန်တော်တွင်10နှစ်ဒါမှမဟုတ်လို့ရှိရင်အနှစ်20အတော်တွင်ဖြစ်ခဲ့ရ ယ်ဆိုလို့ရှိရင်တော့တိတ်မီတာစုအနေနဲ့နှစ်ဖက်အကာအကွယ်ဖြစ်တဲ့3200ကိုလက်ခံရရှိပြီးတော့မှခံစား권ရရှိနေမှာပဲဖြစ်ပါတယ်အဲ့တော့အတက်အမခံရဲ့သဘောသဘာဝလေးကိုသိရှိသွားမယ်လို့ထင်ပါတယ်အတက်အမခံနဲ့ပတ်သက်ပြီးတော့မှမရှင်းတာရှိရင်တင်းနဲ့ကြိုက်တင်တာမျိုးတွေကိုခြောက်ဖွင့်နေတာမျိုးတွေရှိရင်ဆိုလို့ရှိရင်တရားမမေးအေးရနေပြီးတော့မှ free consult လုပ်ပေးဖို့ရှိနေပါတယ်အချိန်မီပုံပြင်နှိုင်းယူလို့လည်းရပါတယ်တင်းနဲ့တင်ချရတဲ့မိသားစုအတွက်ကိုပြင်ဆင်ပေးပါကာကွယ်ပါ ယုံကြည်စိတ်ချပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ရပါအဆုံးထိရှိသူတွေအတွက်ကြောင့်မလို့ကျေးဇူးများကြီးတင်ရှိပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမှာနော်